ပရိသတ်များအားလုံးပဲမင်္ဂလာပါမြန်မာနဝချန်နယ်ကနေနှွေထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေစိတ်ဝင်စားဖွယ်ကောင်းတဲ့ပရလောကဇလားလေးတွေကိုနေ့စဉ်တိဆက်ပြီးနေတာဖြစ်တဲ့အတွက်ဒီကနေ့မှာတော့စာရင်းဆရာဇီရင်နဲ့ရောင်မညရေးသားထားတဲ့အောင်မြတ်ပါနဲ့ရွှေမြင့်တင်တောင်ဇလားလေးကိုပရိသတ်ကြီးအားနားဆင်ရမှာဖြစ်ပါတယ်လာရိတ်ကမြသပိန်စီရီပေါ်အလုံးစုံဖြာချနေပြီးပဝင်းကျင်ကတော့တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ် ဇေဒီရဲ့အရှိတ်ဘက်မှာတော့ဝါပါရေလောက်တမန်ကြီးဟာမှတ်တစ်ချက်ချထားသလိုကြည်လင်းနေပြီးဘေးပပက်လယ်မှာပတ်ရောက်နေတဲ့တက်ပြစ်တော်တွေကလည်းအိမ်မောကျနေတဲ့ဘွယ်ငိတ်တက်တိတ်ဆိတ်နေခဲ့ပါတယ်ဇေဒီရဲ့ရင်းမြစ်တော့ပေါ်မှာအောင်မြတ်တော်တို့ဆရာတပည့်တွေရဲ့ဂုံတော်ရွတ်ဖတ်သက်ဟာတိတ်ဆိတ်နေမှုကိုထိုးဖောက်ပြီးခမင်းမြင်းလေးထွက်ပေါ်လာခဲ့တယ်ဒီချိန်လင်မတိုက်ပဲရုတ်တရက်မြည်လာတဲ့ဆဲလဲသံတွေနဲ့အတူတူ တောင်ဘက်လေကောက်ပေါ်လူတစ်ယောက်တက်လာတာမြင်လိုက်ရတယ်။အောင်မြတ်သားတို့ကလေကောက်ပေါ်တက်လာတဲ့လူကိုလှည့်ကြည့်လိုက်တော့စင်စင်ရောင်အင်းကြီးနဲ့ယောဂီလုံကြီးကိုဝတ်ဆင်ထားတဲ့အသက်80အရွယ်အဖိုးအူဖြစ်နေခဲ့တယ်။အဖိုးအိုကအောင်မြတ်သားတို့ကိုမြင်တော့ဖော်ရွေးတဲ့အပြုံးလေးကိုပြုံးပြပြီးအနားကိုခက်ဖြည်းဖြည်းလေးရှောက်လာခဲ့ပါတယ်။အောင်မြတ်သားတို့ကအဖိုးအနားရောက်လာတာကြောင့်ဂုံတော်ရွတ်ဖက်နေတာကို အဆုံးသတ်လိုက်ပြီး ဒီလိုညသကောင်အချိန်ကြီးရောက်လာတာဆိုတော့အဖိုးကတာမန်လူတော့မဟုတ်ဘူးထင်နေတော့လို့ပြောလိုက်တဲ့အခါမှာအဖိုးအွားခေါင်းတဆက်ဆက်ညှိလို့ဆရာလေးထင်တာမှန်ပါတယ်ကွယ်အဖိုးကဒီတော့ဒီတောင်ကိုစောင့်ရှောက်နေတဲ့တောင်မိုင်အဖိုးပါအဖိုးအနေနဲ့ကျွန်တော်တို့ပြီးတဲ့အမျှအတန်းတွေရရင်မဟုတ်လားရတော့ပေါ့ကွယ်ဆရာလေးတို့တောင်ပေါ်စတဲ့ကလေးကအဖိုးနဲ့တခြားပုဂ္ဂိုလ်တွေကိုမြင်တာပို့နေတာကြားလိုက်ရတယ်လीအ ဒီမနေတာအစင်ရောပြေကြရဲ့လားကွပြေပါတယ်ဖို့အနောက်ရှိရေလို့မရှိတဲ့လောက်ပါပဲဒီစေဒီကလည်းမြတ်စွာဘုရားရဲ့မြတ်သပိတ်တော်ကိုထာမနာထားတော်မူစိတ်ထင်းရနဲ့ရည်စူးပြီးဂုဏ်တော်တွေပွားများဖြစ်ခဲ့တယ်လေဟုတ်ပါတယ်ဆရာလေးမြတ်သပိတ်စေဒီအပြင်တခြားအထင်ကြီးရစေဒီတွေလည်းဒီမြို့မှာရှိပါသေးတယ်လေးစုတက်ဆက်ရွှေဆိုင်ရန်စေဒီကို ပြောတာလားအဖို့မှန်တော့ပေါ့ဆရာလေးရဲ့ဒါနဲ့ ဒီမြို့မှာနောက်ထပ်မထင်မရှားရှိနေတဲ့ဇေဒီတစုလည်းရှိသေးတယ်။ကျွန်တော်ကနှစ်စုပဲတည်သေးတာ။ကျင်းတဲ့အစုကဘယ်မှာတည်ထားလဲဆိုတာပြောပြပေးပါအောင်အဖို့။ပြောပြရမှာပေါ့ဆရာလေးရဲ့။ဒီဘတ်တကဘာမှာဖရားလေးစုပွင့်တော်မူခဲ့တာဆရာလေးတို့အသိပဲမဟုတ်လား။ဖရားလေးစုထဲမှာကတပဖရားရှင်လက်ထက်အရောက်မှာတော့ဆရာလေးတို့အခုရောက်နေတဲ့နေရာအရန်ကိုနည်းနည်းတဲ့တော်ကြီးတစ်ခုအဖြစ်တည်ရှိနေခဲ့တာကွယ်။ ဖះရှင်ဟာဒီတောင်ပေါ်ကနေဒေသစာရီကြွချီတော်မူတဲ့အချိန်ဟိုးမှမြင်နေရတဲ့တောင်စွယ်လေးအရောက်မှာကြွချီတော်ကိုရက်ပြီးတော့ပြုံးတော်မူခဲ့တယ်။ဒါအမြင်နဲ့တပ်ပမိတ်တမထရီကဘာကြောင့်ပြုံးတော်လဲဆိုပြီးမင်းလျှောက်တော်မူတော့ဖះရှင်ကသူ့ရှိမှာဝတ်နေတဲ့ကြက်ဖြူလေးနှစ်ကောင်ကိုလက်ညှိုးထိုးပြပြီးဒီကြက်ဖြူလေးနှစ်ကောင်ကငါဖះသာသနာအခွဲပြောက်ပြီးဂေါရမဖះရှင်ပွင့်တော်မူတဲ့အခါ ဒီရဲ့ဒေတာမှာသူရိယဆန်နာဆိုတဲ့နာမည်နဲ့ဘယင်ဖြစ်လာပြီးသူ့ဘေးမှာရှိနေတဲ့ကျွတ်ဖြူမာလီကတော့ဗန်ခဒေဝီဆိုတဲ့နာမည်နဲ့မိဖုရားဖြစ်လာလိမ့်မယ်လို့ဗျာဒိတ်တော်ပြောမှုခဲ့တယ်။သူရိယဆန်နာမင်းဆိုတာသဝနဘူမိရဲ့ပထမဆုံးမင်းမဟုတ်လားအဖိုး။တိတ်ဟုတ်တာပေါ့ကွယ်။မိတရားကြီးဟာဖျားရှင်ပွင့်တော်မူတာကိုကြားတော့သူ့ရဲ့မူမတ်တွေကိုဖျားရှင်ကိုပိတ်လျှောက်ဖို့တိောက်ပြီးတိောက်ဆစ်လွတ်ခဲ့တယ်။ ဒါမဲ့လန်ခိယဝေးလန်တာကြောင့်စေလွန်လိုက်တဲ့လူတွေကတိအောင်မှပြေရောက်မလာတဲ့အတွက်မင်းတရားကြီးကိုတော်တိုင်းဖះရှင်ကိုပင်မောအဓိဋ္ဌံပြီးပေါပေါဆုပ်လက်တဆုပ်ကိုကျဲချခဲ့တယ်ကွအဲ့ဒီပေါပေါဆုပ်တွေကဖះရှင်တည်တည်တုံတဲ့အရှိတဲ့ထဲမှာပေါပေါ်တယ်လို့ဆုစမဲ့ရှိခဲ့တယ်ဒါကြောင့်လည်းဖះရှင်ကဒိဗစကုညံနဲ့ကြည့်လိုက်တော့သူရိယဆန္ဒမင်းကြီးရဲ့အဓိဋ္ဌံဖြစ်နေတာကို သိလိုက်ရတယ်တဆက်တဲ့ထက်ပြီးကြည့်လိုက်တော့ တထုံပြည်မှာသာသနာ၃ရက်ရေရှိတည်တဲ့ခံခြင်းမအောင် မြင်တော်မူတော့ဘုရားရှင်ကပြစ်ဖိတ်တာကိုလက်ခံပြီးတက္ကရေ900ခုနှစ်တရင်ကျော်လာပြေကျော်တရက်နဲ့မှာရာဇကျူပြည်ရနဲ့စတင်ထွက်ခွာခဲ့တာနှစ်ဒေါ်လာစံတရက်နဲ့စနေနေ့မှာသထုံပြည်ကိုရောက်လာခဲ့တယ်ကွဒုရီယာဆန္ဒမီဒီယာကြီးနဲ့မိဖုရားကြီးတို့ကဘုရားရှင်ကိုဖွင့်မြင်ရတဲ့အခါမှာချီညိုစိတ်လွန်ကဲလာမိတာကြောင့်မိမိတို့ရဲ့မကိုက်နဲ့ ဥက္ကတော်အတီးသီးကိုချွတ်လို့ပူဇော်တော်မူလေတယ်။ဘုရားရှင်ကလည်းမိမိဘုရားပရိသတ်တွေကိုတရားရည်အေးအမျက်စေးကိုတိုက်ကျွေးတော်မူတာ။မိတရားကြီးကဘုရားရှင်ကိုချီးညိုလို့မွားတဲ့အတွက်တထုံပြူမှာဆယ်ဝါမျှတရေသုံးတော်မူပါရဲ့ရှောက်ထားခဲ့လေတယ်ကွ။ဘုရားရှင်ကလည်းတထုံပြူမှာဆယ်ဝါနေဖို့ညင်းတော်မူပြီး6လနဲ့73ရက်တရေသုံးမှာဖြစ်ကြောင်းမင်းတော်မူခဲ့တယ်။ဒီကမှမင်းကြီးကဘုရားရှင်တရေသုံးတော်မူဖို့ ဇေတဝင်းကျောင်းတော်ကြီးကိုဆောက်လုပ်လှူဒန်းလိုတဲ့ဆိုပေမဲ့ဖះရှင်ကခွင့်ပြုတော်မူမူတာကြောင့်ရှင်နဲ့တော်ရဲ့အရှိတောင်မနေ့မမြင့်အစင်စင်းနဲ့ရှောက်ပတ်တဲ့နေရာဖြစ်တဲ့မောရာပပတကုန်းမှာဝေလုံဝေဝါးကျောင်းကိုဆောက်လုပ်လှူဒန်းခဲ့တယ်ကွဒီလိုနဲ့ဖျားရှင်ဟာတထုပ်ပြီးမှ6လကျော်တည်တည်3000ဘူပြီးနောက်ပြန်ကြတော်မူတဲ့အခါမင်းနဲ့တကွာတိုင်းသူပြည်သားတို့ရဲ့ရှောက်ထားတောင်းပန်ချက်အရကိုးကွယ်ရေးချဖို့ကိုတော်စားကောတော်တဲ့ရတနာကိုထားတော်မူခဲ့တယ် ဒီသွားတော့တော့ကိုလည်းဖျားရှင်မင်းတော်မူတဲ့အတိုင်းကောက်ကုတန်ဖျားရှင်ရဲ့ဆန်တော်ရှိစုကောနာကုံဖျားရှင်ရဲ့တန်ဝေးတော်ရတနာကတဗဖျားရှင်ရဲ့မြားသမိတ်တော်ရတနာတော်တို့ကိုသူနာပရဏဥဒ္ဒရကုံးပြမှာမဟာတကရေ105ခုတပေါင်းလာဆယ်15ရက်နေ့နေနဲ့မှာခန်းနာစွာထာဝနာပြီးဇေရောမြက်ကိုတည်ထောင်ပြည်ဒီကွဇေရောမြက်ရဲ့ပြည့်ဝဲကိစ္စအဝဝပြည့်စည်တဲ့အခါမှာဖျားရှင်က တီထိုင်းရဲ့ဒကာတို့ရဲ့တောင်းတမှုကြမျက်စွာမပြတ်မစီပဲအမြဲတည်နေတော်မူစေတည်းဆိုပြီးစိရန်ဓာတုပတ္ထနာပြုခဲ့တာကြောင့်စိရန်ဓာတုဇေဒီတော်ဆိုပြီးသမုတ်ရန်ဓာရိတ်စကားမိကြားတော်မူလေတယ်။ဒါကြောင့်လဲစိရန်ဓာတုဇေဒီဆိုတဲ့ဘွဲတော်ကနေစိရန်ဇေဒီအဲ့ဒီကနေစာရန်ဇေဒီလို့ခေါ်ခဲ့ကြတယ်။ဇီးကုံဇေဒီမောရောဇေဒီတို့တော့ရှေ့ဇီးကုံဇေဒီရှေ့မောရောဇေဒီဆိုပြီးခေါ်ဝေါ်သလိုစာရန်ဇေဒီကိုလည်း ရွှေဆိုင်ရန်စီရီဆိုပြီးတက်မှုကြတယ်လေရွှေဆိုင်ရန်စီရီကြီးရဲ့အရှိတ်ဘက်မှာဓာတ်တော်တွေကိုစစ်ကြောရမှာတုံးတဲ့မြူတာအိုးရရနာ48လုံးအောက်အခင်းခံပြုပြီးဌာပနာတိထအပ်တဲ့ဖျားကိုမြာသိန်းနယ်ဖျားလို့ခေါ်ဝတ်ခဲ့ပြီးတော့ဓာတ်တော်တွေကိုစေးတဲ့ကံတော့ဓာတ်တော်စည်းကံလို့ခေါ်ခဲ့ကြတယ်။ဒါကြမင်းရဲ့ညွှန်ကြားချက်အတိုင်းဌာပနာထဲသေးရမှာအသုံးပြုခဲ့တဲ့ဖြစ်စည်းတွေကိုဌာပနာထားတဲ့ဖျားကိုတော့ဒါကြဌာပနာလို့ခေါ်ဆိုခဲ့ကြတယ်။ ဒါဆိုတထုံပြီမှာ ရွှေစာရံစီတီကဥဆုံးထည့်ခဲ့တာပေါ့နော်ဟုတ်တယ်ဆရာလေးရွှေစာရံစီတီတည့်ပြီးလို့ငားနေကြမှာရွှေမြင့်တင်စီတီကိုတိထားပူဇော်ခဲ့ကြတယ်ရွှေမြင့်တင်စီတီတည့်ပြီးလို့လင်းနေကြမှာသာမြတ်သည်စီတီကိုတိထားပူဇော်ခဲ့ကြတာရွှေမြင့်တင်စီတီဟုတ်လားဖို့အဲ့ဒီစီတီကဘယ်မှာတည့်ထားတာလဲဆရာလေးတို့ရှေ့မှာမြင်နေရတဲ့တောင်ဆယ်လေးကရွှေမြင့်တင်တောင်ပဲလीအ ။ညာတမေတောင်ကျော်ရဲ့တဆက်တည်းဆိုပေမဲ့သူ့နေရာတောင်စဲလေးလိုဖြစ်နေတာ။အဖိုးလက်ညှိုးညော်ပြတဲ့နေရာကိုကြည့်လိုက်တော့ခမမို့ဖြစ်နေတဲ့တောင်စဲလေးတစ်ခုကိုမြင်တွေ့လိုက်ရပါတယ်။ဆရာလေးတို့အနေနဲ့ရှင်မြင့်တင်စီဒီကိုဖုံးမြော်ချင်နေပြီမဟုတ်လား။ဟုတ်တယ်အဖိုး။ဒါနဲ့အဲ့ဒီစီဒီကဘာကြောင့်လူတိတ်မသိကြတာလဲဗျ။ပုပ်ပွန်လေးလေးပြောရရင်တော့ရွှေမြေတီတောင်မှာတန်တဲ့ရှင်တွေဥစ္စာဆောင်တွေအများပေါ်တယ် သူတို့တွေကလူတွေရဲ့အကျင့်တီလာပြတ်မှုကိုကြောက်လန့်ပြီးတော့ပထမဆက်မမှန်ရဲ့ဇီဒီယိုမလာဖြစ်အောင်လှောက်ထားကြတယ်လေရှင်မြတင်တောင်းမအဖိုးကလည်းအေးစစ်စစ်တရားအထုတ်တက်တဲ့ပုံကိုဖြစ်တာကြောင့်လူအရမ်းများတော့ကိုယ်သဘောမကျအောင်ကွယ်ရှင်မြတင်တောင်းမလည်းတောင်းမအဖိုးရှိတာပဲလားရှိတယ်ဆရာလေတောင်ကျုံးကတဆက်တည်းဆိုပေမဲ့သူ့အပိုင်းနဲ့သူတောင်းပိုင်းတွေရှိကြတယ်ကွယ်ရှင်မြတင်အဖိုးဆိုတာလည်းခေသူမဟုတ်ဘူးနော် သူရိယဆန္ဒမင်းကိုတာအပိုင်စားနေရပေးခဲ့တဲ့လူတယောက်ပဲ။ဒါဆိုရှင်မြင့်တင်အဖိုးကတောင်းပန်ဖြစ်တာနှဲ့တော်ကြနေပြီပဲ။ကြောက်ပေါ့ဆရာလေးရဲ့ရှင်မြင့်တင်အဖိုးနဲ့အောင်စုဘအဖိုးဆိုတာသူရိယဆန္ဒမင်းကြီးရဲ့လယုံတမှုတွေပဲလေ။ဒီနေရာရခင်တော့ဆိုရင်ကျူးကျော်သူတွေနဲ့မကြမကြတိုက်ပွဲဖြစ်လေရှိတယ်ကွ။သူတို့နှစ်ယောက်ကဒီရက်ဒီသားမှာတိုက်ပွဲကြလို့မင်းတရားကြီးကိုတာအပိုင်သားနေမြေတက်မှတ်ပေးခဲ့တာ။ များသပိတ်အဖိုးရဲ့စကားကြောင့်အောင်မြတ်တာကခလန်လာမှရှိတဲ့တောင်ဆွေလေးကိုငေးကြည့်နေခဲ့တယ်။ဆရာလေးတို့အနေနဲ့ရှင်မြေတင်စီဒီမှာအထိတ်ထံမဝင်ချေကြဘူးလား။ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့်အောင်မြတ်တာမျက်ခုံးကိုပိတ်တင်လိုက်ပြီးအဖိုးအခုလိုပြောတာအကြောင်းတစ်ခုခုတော့ရှိမယ်ထင်တယ်။ဟုတ်ပါတယ်ဆရာလေး။ရှင်မြေတင်တောင်ပိုင်းအဖိုးကအနေအိတော့သူ့ပိုင်နယ်ထဲမှာရှိတဲ့တချို့တချို့သောပုံကိုယ်တွေဟာ မမနာထောင်လာမမောင်မှုတွေရှိနေတတ်တယ်။ဒါကိုဆရာလေးတို့အနေနဲ့ရည်ကြီးအောင် ဆုံးမပြေဖို့စကားဦးတန်းတာပါ။အဖိုးပြောပြလို့ရှင်မြေတင်စီဒီကိုဖူးချနေခဲ့မိတာ။အခုတော့အရောက်သွားဖို့ပို့ပြီးတေချာသွားခဲ့ပြီပေါ့။ကျေးဇူးတင်ပါတယ်ဆရာလေးရဲ့။မနေ့ကျရင်တော့ဆရာလေးတို့ကိုလိုက်ပို့ဖို့အဖိုးရဲ့ငယ်သားတယောက်ကိုလှုပ်ပေးလိုက်ပါမယ်။ကဲညလည်းအရင်နဲ့နေပြီဆိုတော့ဆရာလေးတို့လည်းနားကြပါအောင်။အဖိုးလည်းတရားထိုင်လာအောင်မယ်။ မြသပိတ်အဖိုးကအောင်မြက်သားတို့နှုတ်ဆက်ပြီးဇေဒီရဲ့မြောက်ဘက်အရက်ကိုထွက်ခွာသွားခဲ့တယ်။ဒီလိုနဲ့မနက်အာယုံတက်ချိန်ရောက်တော့ပစိုးခွင်းတိုင်းမင်းလေးကွာတက်လက်ကင်ထားတဲ့ဆယ်ကျော်တဲ့အရွယ်လူငယ်လေးရောက်လာပြီးရွှေမြေတင်ဇေဒီကိုဖူးမြော်ရန်ခေါ်ဆောင်သွားခဲ့တယ်။မဆောက်တဲ့တောင်ငုံတောင်နှမ်းတွေကိုဖျက်သွားပြီးတဲ့နောက်မှာတော့အနက်ရောင်ကြောက်တုံးတွေနဲ့ဖွဲ့စည်းထားတဲ့တောင်တစ်ခုစီကိုရောက်လာခဲ့ပါတယ်။လမ်းတစ်လျှောက်မှာတော့တောင်ဆောင်မှာပေါက်နေတဲ့တေကန်းတချို့ကိုခုတ်ထွက်နေတဲ့ရွာသားတချို့ကိုမြင်ရပြီး ူတို့ကလည်းအောင်မြတ်တာတို့အာအော်တဲ့မျက်နှာတွေနဲ့ငေးကြည့်နေခဲ့ကြတယ်။ထိခုတ်သမားတွေကိုကြုံလွန်ပြီးတဲ့အချိန်မှာတော့ရင်းနှင်းငယ်ကျနေတဲ့ယူရီကွန်တစ်ခုရဲ့အရှိကိုရောက်လာခဲ့ပါတယ်။ဒီလိုနဲ့တထောင်တဲ့တထောင်စီခီးနေလာခဲ့တာ။မောပန်းနွမ်းနေနေတဲ့မကောင်းတဲ့ခွန်လာတို့ကယူရီကွန်အမြင်တော့ဝမ်းသာအားရနဲ့ပြေးပြီးကြည်လင်အေးမြတဲ့ရေကိုလက်ခုံနဲ့ခတ်ပြီးတောက်နေတဲ့အချိန်မလန်မကန်ကကြောက်တုံးပေါ်မှာလူတယောက်စီးနေခဲ့ပြီးသူ့တို့ကိုကြည့်နေတာကိုမြင်လိုက်ရတယ်။ တတိထမီးလို့လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ကြောက်တုံးမင်းရှိပြီးလူကိုမတွေ့ရတာကြောင့်စိတ်ထဲအနေငယ်ထင်သွားခဲ့တယ်။ခွန်းလားခွန်းကလူတယောက်ငါတို့ရေတောက်တာကိုစိုက်ကြည့်နေတယ်လို့ပဲ။ကျွန်တော်လည်းအခုလိုပဲထင်မိတယ်။ဒါပေမဲ့ဒီနောက်မှာဘသူမှမရှိဘူးလေ။မကောင်းလို့ပြောတာကိုဘေးရနဲ့နားထောင်နေတဲ့အောင်မြတ်ကရေတခွန်းပဝင်းကျင်ကိုအာယုံစိုက်ပြီးကြည့်လိုက်တဲ့အခါရင်းညစ်တွေတက်နေတဲ့ကြောက်တုံးမမှာ တင်မလွဲထိုင်ပြီးချီမထင်းသလိုမျက်နှာနဲ့စေးတယ်တောက်နေတာကိုမြင်လိုက်ရတယ်။မကောင်ခေါလလက်ထရယူတွေပြန်ချထားလိုက်။ဘာဖြစ်လို့လဲဆရာ။မကောင်နဲ့ခေါလလက်ခုပ်ထရယူကိုချပြီးအောင်မြတ်တာအနားကိုတိုးကပ်လာတဲ့အချိန်။ဆရာတို့စိတ်ထဲမထားပါနဲ့ဗျာ။ဒီကောင်တရလူစိမ်းဆိုရင်အဲ့လိုပဲ။လက်ပြကောင်လေးရဲ့စကားကြောင့်အောင်မြတ်တာဘေးကိုလှည့်ကြည့်ပြီ။သူတို့ကဘယ်သူတွေလဲ။ကျွန်တော်တို့ကတော့ လောက်ဝလူမျိုးလို့ခေါ်ကြတယ်။သူတို့လူမျိုးစုတွေကဒီအရက်ဒေသမှာအများရှိတယ်ဗျ။ဒီရေတခွန်းအယူကိုတောက်တာမကြိုက်လို့များလား။မဟုတ်ပါဘူးဆရာရဲ့။သူတို့ရဲ့မျက်နှာထားကအဲ့လိုပဲ။အဖိုးပြောတာတော့သူတို့ကရှမ်းပြည်ဘက်ကနေဒီရက်ဒေသကိုပြောင်းလာပြီ။သူတို့ကဆန္ဒမျိုးထံမှာအခစားဝင်ကြတဲ့လူတွေလို့ဆိုတယ်။မီဒီယာကြီးကသူတို့ဒီရဲ့ဒေတာမှာနေဖို့ခွင့်ပြုခဲ့ရလို့လည်းပြောကြတယ်။ရှမ်းပြည်ဘက်ကဆိုတော့ ဘွားလူမျိုးတွေများဖြစ်နေမလားဖြစ်နိုင်နေစရာမီဒီယာကြီးကသူတို့တွေကိုအတိမဲ့ပြုတဲ့အနေနဲ့နှစ်ဖူးမှာလပ်ပုံစံအမှတ်သားရေးဆွဲဖို့အမိန့်ချမှတ်ခဲ့မှုတွေတဲ့ဒါကြောင့်လဲလဝလူမျိုးဆိုတဲ့နာမည်ဖြစ်သွားတာလမ်းပြကောင်းလေးရဲ့စကားကြောင့်အောင်မြတ်တာတေချာကြည့်လိုက်တော့နှစ်ဖူးမှာလာချမ်းပုံစံအမှတ်သားလေးတခု ရေးဆွဲထားတာကိုမြင်လိုက်ရတယ်ဆရာတို့ရေးဆိုင်တောက်ကြပါနော်သူတို့ကဂယုမဆိုင်နဲ့လမ်းပြကောင်းလေးရဲ့စကားကြောင့် မကောင်းတဲ့ခွန်လာလဲရေဒီကုံကကြတဲ့ရေကိုလမ်းနဲ့ခတ်တလို့ရှင်မြေတီတောင်ဘက်ကိုဆက်လက်ထွက်ခွာလာခဲ့ကြပါတယ်။ရှင်မြေတီတောင်အဆက်ကိုရောက်တော့လမ်းပြကောင်လေးဟာသူ့ရဲ့တောင်ဝင်ပြီးဆုံးသွားကြောင်းပြောလာပြီးဒါရလမ်းအတိုင်းပြန်ထွက်သွားခဲ့တယ်။အောင်မြတ်သားတို့လည်းရှင်မြေတီတောင်ပိုင်းနဲ့ထဲကိုဝင်လိုက်တာနဲ့တောင်ပိုင်းအဖို့ကိုမြစ်တာပို့ပြီးတောင်ကျောင်းတစ်လျှောက်မှာနေထိုင်နေတဲ့အဆောက်ရှောက်တွေကိုမြစ်တာပို့နေတဲ့အချိန်ဇေဘပန်းအနန်းနဲ့နှင်းစီပန်းအနန်းကနှာခေါင်းထဲကိုတွန်းဝင်လာခဲ့တယ်။ တောင်ကိုခြေချတာနဲ့အနံ့ဆပြီးပြီထင်နေစရာငါတို့ကဘသူ့အမဒုက္ခပြဖို့လာတာမဟုတ်တဲ့အတွက်မြစ်တာသာပို့ပြီးသွားကြအောင်မြတ်သာမကောင်းတဲ့ခွန်လာကိုပြောပြီးတောင်ညာလမ်းလေးအတိုင်းဆက်လျှောက်လာခဲ့တယ်ဒီလိုနဲ့မိနစ်20လောက်လမ်းလျှောက်ပြီးတဲ့အချိန်မှာကြီးကြီးနိုင်ကြီးနေတဲ့ညောင်မေတဲတစ်ခုရဲ့အရှိကိုရောက်လာခဲ့ပါတယ်ညောင်မေရဲ့မလန်းမကန်းမှာတော့ဇေဒီတဆူရှိနေပြီဇေဒီရဲ့အရှိမှာတော့အငွဲ့တထောင်းထောင်းထနေတဲ့ စွန်တခွကတ်လူထားတာကိုမြင်တွေ့လိုက်ရပါတယ်။ဆရာစွန်ကအခုမှကတ်ထားသလိုပဲနော်။အငွေ့တော့မပြည့်သေးဘူး။ဒီအင်းနောက်မှာနေတဲ့လူရှိမှထင်တယ်။လိုက်ကြည့်အောင်။အောင်မြတ်သားတို့လည်းဈေးဒီပက်ပက်လေးကိုလိုက်ကြည့်လိုက်တဲ့အခါမှာတောင်ဆောင်တစ်ခုရဲ့အောက်မှာတဲ့ဤတလုံးရှိနေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီချိန်အနောက်ကနေခြေတံတစ်ခုထွက်လာတာကြောင့်လှည့်ကြည့်လိုက်တော့ပလိုင်းတလုံးကိုခေါင်းမှတွေထားတဲ့ အရက်ခပ်ပူပူကရင်လူမျိုးမိမတယောက်ကိုမြင်တွေ့လိုက်ရတယ်။အဲ့ဒီမိမအောင်မြတ်သားတို့ကိုမြင်တဲ့အခါဟင်းသီးဟရွက်တွေထည့်ထားတဲ့ပလိုင်းကိုအောက်ချပြီးနင်းတို့ရောက်လာမယ်ဆိုလို့ထမင်းရွက်တွေပိုးချက်ထားတယ်။လာစားကြလို့ပြောပြီးတော့ပလိုင်းကိုပင့်ကတောင်စောင်းအောက်ဘက်ကိုဆင်းသွားခဲ့တယ်။ဆရာဒီမိမကြီးကကျွန်တော်တို့လာမယ်ဆိုတာဘယ်လိုလုပ်ပြီးကြိုသိနေရလဲ။အကြောင်းတရားလေးတွေရှိမှထင်နေ။သူကလည်းတာမန်လူပဲဆိုတော့ခေါ်တဲ့နောက်ကိုလိုက်သွားကြတာပေါ့။ အောင်မြတ်သားတို့ကရင်မိမကြီးခေါ်တဲ့အနောက်ကိုလိုက်သွားခဲ့ကြတယ်။အင်းရှိရောက်တော့မိမကြီးကပလိုင်းကိုကုတ်ပစ်ပေါ်မှာတင်။ညီတို့အတွက်မနေ့ကချိုးထားတဲ့မြစ်ကိုတာလပိုးချက်ထားတယ်။လာစားကြလို့ပြောတာကြောင့်ဆရာတပည့်တွေကတဲ့အိမ်ထဲကိုခေါင်းငုံပြီးဝင်သွားခဲ့တယ်။အင်းနေရောက်တော့ဖခင်เจ้าဆောင်တို့ခုပရိတကုန်းနဲ့အိမ်အသုံးဆောင်တချို့ပဲရှိနေတာကိုမြင်လိုက်ရတယ်။ညီတို့ရောက်လာမယ်ဆိုတာညအဖိုးကလာပြောတယ်။ဒါကြောင့်ရှိလာလေးနဲ့အစဉ်ပြောင်းချက်ထားတာ။ ။စားကြစားကြ။မိမကြီးကဇလုံးတလုံးထဲကိုထမင်းထည့်ပြီးအောင်မြတ်သားတို့အရှိကိုချပေးခဲ့တယ်။ဒါကတာလပေါ။ဒါကနှစ်ဖက်မပိ။ဒီမှာတက်တက်လို့ပဲစားတာဆိုတော့ဟင်းတော့မကောင်းဘူးဟိ။ရပါတယ်ဗျာ။ကျွန်တော်တို့လည်းရာသက်ပဲတက်တက်လို့စားတဲ့လူတွေပါ။ကဲမကောင်းလို့စားကြ။အောင်မြတ်သားတို့လည်းကရင်မိမကြီးပြင်ပြီးတဲ့ထမင်းနဲ့ဟင်းကိုစားနေတဲ့အချိန်ညီတော်က ရှင်မြတင်စီဒီမှာဘယ်လောက်နေကြမှာလဲကိုရတော့နေဖို့စိတ်ကူထားပါတယ်ငါတော့ကိုရတဲ့ပူပြီးနေရမယ်ထင်တယ်မိမကြီးကကွန်းတရားကိုပါဇက်ထဲထိုးထည့်ရခပြုံပြုံနဲ့ပြောပါလေရောအမိုးကဒီမှာနေတာကြပြီလားကြပေါ့အဖိုးကငါ့အိမ်ပေးမပြန်ဘူးလေတမျက်စိအောင်မှာပဲနေရမယ်တဲ့တယောက်ထင်းနေရတာအဆင်ပြေရဲ့လားဒီလိုပဲပြေအောင်နေရတာပေါ့ မပြေလဲပြန်လို့မှမရတာဘာလို့ပြန်မရတာလဲဗျအောင်မြတ်သားရဲ့စကားကိုကြားတော့ကိရင်မကြီးကခဝဝေးကိုငေးချစ်ပြီးဝေကျွေးတွေပေါ်ကွဲလို့လေးပင်စွာနဲ့ပြောလိုက်ပါတော့တယ်ထမင်းစားပြီးတော့မိန်းမကြီးကဇီရီရဲ့ဘေးမှာရှိတဲ့တဲတလုံးစီကိုလိုက်ပို့ပေးတယ်ဒါကနင်းတို့နေရမယ့်နေရာပဲလို့ပြောပြီးတော့သူနေတဲ့တဲဘက်ကိုပြန်ထွက်သွားခဲ့တယ်အောင်မြတ်သားတို့လည်းတဲဘော်ကိုတက်ကြည့်တော့သင်္ကန်းအဟောင်းတချို့နဲ့ တန်ခါအတုံးဆောင်တချို့တွေ့ရတာကြောင့်ဒီနေရာမှာရခေကတန်ခါတချို့တည်တည်တုံးနေတာဖြစ်မယ်လို့ကောက်ချက်ချခဲ့တယ်။နေလဘရောက်တော့ဆရာတပည့်တွေကဇေဒီဘောကိုတက်ပြီးအမိုက်တရားတွေကိုလှည့်ချနေတဲ့အချိန်ယင်းရေးချောင်းအိုးဆေးပြီးတက်လာတဲ့မိမကြီးကိုမြင်လိုက်ရတယ်။နင်းတို့အမောပြေတော့ဖို့အဖိုးကလောက်ဖို့ခိုင်းတာ။ဒီအဖိုးကြီးလောက်တန်နဲ့ငါလည်းမနာရအောင်။ကျွန်တော်တို့အတွက်တကူးတကမလုပ်ပါနဲ့။အားနာလို့ပြောတာပါ။ ။နင်တို့လည်းတန်ရှင်းရင်လုံနေတာမောနေမှာပေါ့။ဒီလောက်ကတော့ငါလည်းမပင်မမအောင်အေး။ကဲနင်တို့လိုအပ်တာဝယ်ချင်တော့တောက်အောက်ကရွာမှာစေးဝယ်လို့ရတယ်နော်။ဟုတ်ကဲ့ခဏနေစေးဝယ်လိုက်ပါမယ်။ဒါနဲ့လေနင်တို့လာတာအဖိုးကသဘောကျတယ်ဆိုပေမဲ့တခြားလူတွေကတော့သဘောမကျဘူးကွ။တခြားလူတွေဆိုတာကဘာလို့ပြောရလဲ။ဟိုဘက်ကတောင်ဆောင်မှာနေတဲ့ညီအမနှစ်ယောက်ကိုပြောတာ။ ကျွန်တော်တို့စိတ်ကယိုးသားတဲ့အကြောင်းသူတို့မကြခင်သိလာမှာပါ။အောင်မြတ်သားခက်ပြုတ်ပြုတ်မျက်နှာနဲ့ပြောပြီးတပြည့်စည်တစ်ချောင်းနဲ့အမှတ်တွေကိုလှည့်ထုတ်နေခဲ့တယ်။ညအောင်ပိုင်းအချိန်မှာတော့ရွှေမြေတင်စည်ဒီပေါ်မှာဖျောင်းနိုင်ပြီးအလင်းရောင်တချို့ထွက်ပေါ်နေခဲ့ပြီးရင်းမြေတော်ပေါ်မှာတော့ဆရာတော်ရဲ့တုံးရောင်တယောက်တစ်ထောင်စီတရားထန်နေခဲ့ကြတယ်။ဇေဒီရဲ့အောက်ဘက်တောင်စဲလင်းမှာလည်းကရင်အမျိုးသမီးကြီးရဲ့ဖျားရှိကိုတန်ကလေအဝိမှာတစ်ချက်တစ်ချက်ထွက်ပေါ်လာခဲ့တယ်။ရုတ်တရက် တရားထိုင်နေတဲ့အောင်မြတ်သားရဲ့နားထဲမှာနှောင်မုတ်တန်လို့လို့အတန်တန်ကြားလိုက်ရတော့တမတ်ထတဲနေတာကို ခတ်တဖြက်ပြီးမိတ္တာကိုသာနန်းနိုင်ပို့နေခဲ့တယ်။ဒါမဲ့နှောင်မုတ်တန်ကမပြောက်ပဲပုံမပြေးထန်လာတယ်လို့ခန္ဓာကိုယ်ကလည်းအပုံငွေလဟတ်တာကိုခံစားလာခဲ့မိတယ်။တရားကြည့်ကြတဲ့အတွေ့အကြုံရဒီနှောင်မုတ်တန်ဟာငကားတကောင်ရဲ့စိတ်ဆိုးဒေါသထွက်နေတဲ့အခြေဖြစ်တာကိုအကဲခတ်မိတဲ့အောင်မြတ်သား။မျက်တောင်နှစ်ဖက်ကိုအသာဖွင့်ပြီးနောက်ပြန်လှည့်ကြည့်လိုက်တော့ ဇေဒီရဲ့ဘင်းမှာပေါက်နေတဲ့တပြေပင်ကိုရစ်ပတ်ထားတဲ့ရွှေရနဂါးတကောင်ကို မြင်တွေ့ခဲ့ရတယ်။တကောလုံးရွှေရအစင်းရှိနေပြီးဗပင်းကြီးကအလှဲပင်တပင်းစာလောက်ကြီးမားတဲ့နဂါးကြီးကအခုံးဝင်တွေကိုတဖူဖူတရှူရှူမှုတ်ထုတ်လို့အောင်မြတ်သားကိုနေရည်မျက်လုံးနေနဲ့စိုက်ကြည့်နေခဲ့တယ်။အောင်မြတ်သားလည်းသူ့ရန်လိုချင်နေတဲ့ရွှေနဂါးကြီးကိုမြစ်တာတဲ့အပြစ်ပါတဲ့မျက်လုံးနဲ့ကြည့်ရင်တင်းကဘာကြောင့်ကြောက်ကိုရံမုန်နေခဲ့ရတာလဲ။ ကျုပ်တို့ဟာတင်းတို့အမြဲတမ်းမြေတားကိုပုတ်ပင်းနေတဲ့သူတွေပါလို့ပြောလိုက်တယ်ဆိုပေမဲ့ငကားကြီးရဲ့ရုပ်တင်ကပျော့ပြောင်းမသွားပဲတလန်းလုံးရှိတဲ့ရှောက်ကိုထုတ်လို့ရံမှုရဲ့အရှိကိုတိုးလာခဲ့တယ်။အဲ့ဒီချိန်မကောင်းတဲ့ခွန်လာတို့ကဘေးကိုရောက်လာပြီးရွှေအောင်ငကားကြီးကိုအံ့ဩတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်။ဆရာဒီကောင်ကရံလို့နေတဲ့ပုံပဲ။ငါတို့ကဧည့်သည်တွေဆိုတော့အင်ရှင်ကိုထိခိုက်အောင်မလုပ်ချင်ဘူး။သူ့ရဲ့ဒေါသကိုသူ့ကိုပြန်ပြီးဆုံးမသွားပါလိမ့်မယ်။ အောင်မြတ်သာတည်ကြည်တဲ့မျက်နှာထားနဲ့စိုက်ကြည့်ပြီးအရှိကိုတိုးလာတဲ့အချိန်ငကားကြီးရဲ့ပါဇက်တရားနဲ့အခုံးငွေတွေဝေါကနယ်ထွက်လာခဲ့တယ်။ဒါပေမဲ့အခုံးငွေတွေကအောင်မြတ်သာရဲ့အရှိကိုရောက်တာနဲ့ဘေးနှစ်ဖက်ကိုခွဲထွက်သွားခဲ့တယ်။အခုံးငွေရဲ့အရှင်ဟာပြေးထန်လာကြောက်ထိသမျှတပ်ပင်တွေဟာချက်ချင်းဆူစလုံးညှို့နှဲကုန်တာကိုအောင်မြတ်သာတရိပ်ထားမိခဲ့တယ်။ငကားတို့ရဲ့အခုံးငွေတွေကအောင်မြတ်သာကိုမထီတော့ရွှေငကားကြီးကပုံမို့ဒေါသထွက်လာပြီ။တပြေးပြေးမှရစ်ပတ်ထားတဲ့ခန္ဓာကိုယ်ဖြစ်ညက်လို့ အရင်ကထက်ကိုပိုပြီးပြည့်ထန်တဲ့အခိုးမှုတွေနဲ့မှောက်ထုတ်နေသလိုထမ်းမဲ့လုံလောက်ရှိတဲ့အမီးနဲ့လည်းလွှတ်ရိုက်ဖို့ဟန်ပြန်လိုက်တဲ့အချိန်ရက်လိုက်စဲဆိုတဲ့အတန်နဲ့တူအပေါ်အပြူအောက်အပြူဝစ်စင်လာတဲ့အသက်80အရွယ်အဖိုးတို့တယောက်ရုတ်တရက်ပေါ်လာခဲ့တယ်။အဖိုးအွားရွှေနဂါးကြီးကိုစူးရတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးအနောက်ကိုတိုးကပ်သွားကတယ်လျတဲ့လက်နဲ့ဖြောင်းနေမြင်အောင်ရိုက်ချလိုက်ပါတော့တယ်။အဖိုးအရဲ့ရိုက်ချက်ကြောင့်နဂါးကြီးရဲ့ခန္ဓာကိုယ်ကဘူပေါင်းလျောလိုက်သလိုဖြစ်သွားပြီး အသက်30အရွယ်ယောက်ျားတယောက်အဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ညီတို့မှာလူကောင်းလားလူဆိုးလားခွဲခြားတတ်တဲ့အသိဉာဏ်မရှိဘူးလား။အဖိုးအိုရဲ့စကားကြောင့်ရွှေရအစေတဲစားဝတ်ထားတဲ့လူကမျက်နှာကိုအောက်ချပြီးဘာမှ ပြည့်မပြောပဲရင့်နေခဲ့တယ်။အဖိုးအွားလည်းလေးသက်မမာနဲ့ဆူဟောက်ပြီးတော့အောင်မြတ်သာဘက်ကိုလှဲ့ကာ။ဆရာလေးတို့ရောက်နေတာသိပေမဲ့အခုမှတရားထိုင်ပြီးတာကြောင့်အရောက်နောက်ကျသွားပါတယ်ကွယ်။မဟုတ်တာအဖိုးရဲ့ ကျွန်တော်တို့နေခွေပြို့တော်ကိုပဲကျေးဇူးတင်ပါပြီ။ဆရာလေးတို့လည်းဒီငမိုက်သားကိုခွင့်လို့ပေးပါ။ဒီရက်ဒေသမှာမကြာခဏဆိုသလိုတိုက်ဆရာတွေလာတတ်တော့ဆရာလေးတို့ကိုလုံမပြီးရန်လိုခဲ့ကြတာပါ။ဟုတ်ကောအခွင့်ချက်ချင်းတောင်းပန်လိုက်စမ်း။အဖိုးအရဲစကားကြောင့်ရွှေရောင်အစင်တစားဝစ်စင်ထားတဲ့လူကလက်အုပ်ချပြီးအထင်လွဲခဲ့ကြောင်းကိုယူကျိုးစွာနဲ့တောင်းပန်ခဲ့တယ်။အထင်လွဲတဲ့တယောက်ကပြီးပြီဆိုပေမဲ့နောက်တဲ့နှစ်ယောက်တော့ကျင့်သေးတယ်။ အဖိုးအဝါခေါင်းကိုဖြင်းညင်းစွာခိုင်းရင်းပြီးမြောက်ဘက်အရက်ကိုလက်ညှိုးထိုးပြလိုက်လို့ကြိလိုက်တဲ့အခါတံမိုးကြီးပိုးကြီးချေကိုဝတ်ဆင်ထားတဲ့မိန်းမနှစ်ယောက်အမောင်ထဲမှာရင်နေတာကိုမြင်လိုက်ရပါတယ်။တမီးတို့နှစ်ယောက်လည်းဆရာတို့ကိုအထင်လွဲနေပြီလည်းမဟုတ်လား။လာကြလာကြ။တမီးတို့အဖိုးမိတ်ဆက်ပေးမယ်။အဖိုးအရဲ့စကားကြောင့်မိန်းမငယ်နှစ်ယောက်ကအမောင်ထဲကနေထွက်လာပြီးအောင်မြတ်သားရဲ့အရှိကိုရောက်လာခဲ့တယ်။သူတို့နမယား မန်းစပယ်နဲ့မနှင်းစီလို့ခေါ်တယ်ဆရာလေး။တန်နေရှင်ညီအမပေါ့။တို့ကလည်းကျွန်တော်တို့အထင်လွဲနေကြရလား။ဆရာလေးတို့ဒီတောင်ကိုခြေချတော့တို့ကအရန်ကိုစိတ်ပူခဲ့ကြတာ။ဘာကြောင့်လဲဆိုတာကိုတော့ဆရာလေးတို့သိမကြခဲ့သိရပါလိမ့်မယ်။အဖိုးအိုရဲ့စကားအဆုံးမှာတန်နေရှင်ညီအမကအောင်မြတ်သားတို့အယုအသေးပေးကနှုတ်ဆက်ခဲ့ကြတယ်။ဆရာလေးတို့လည်းဒီကိုရောက်တော့ရောက်ခိုက်အဖိုးလိုက်ပြစရာရှိတယ်။လာကြလာကြ။ အဖိုးအွားအောင်မြတ်သားတို့ဇေဒီဘေးမှာပေါက်နေတဲ့ညောင်မေတပင်စီကိုခေါ်ဆောင်သွားခဲ့ပါတယ်။ညောင်မေရှိကိုရောက်တော့လက်နဲ့တက်ချလိုက်တဲ့အခါမှာညောင်မေနှွေရဲ့အောက်မှာရာဝင်အိုးကြီးလေးလုံးနဲ့ထည့်ထားတဲ့ကြောက်တဲ့ဗရများတွေကိုမြင်တွေ့လိုက်ရတယ်။ဒါရီကနောက်ပွင့်မဲ့ဖျားလှူဖို့ရည်စူးထားတာလေ။ဟိုးမှာမြင်ရတဲ့တောင်ကုန်းအောက်မှာလဲရွှေနဂါမင်းပိုင်တဲ့ရရနာပစ္စည်းတွေရှိသေးတယ်။ဒါကြောင့်လဲတိုက်စီရတွေကမျက်စိကြောက်နေတာကို ဟုတ်ပါတယ်ဆရာလေး။တမီးတို့လည်းဆရာတို့ရောက်တုံးရောက်ခိုက်။ဘာတွေလုပ်နေရလဲဆိုတာလိုက်ပြလိုက်ကြအောင်။အဖိုးအိုရဲ့စကားအဆုံးမှာတော့ညီမနှစ်ယောက်ကပခုံးမှာပတ်ထားတဲ့ပိုဝါကိုလေးတဲ့ဝှေ့ရင်လိုက်တဲ့အခါကြောက်သားအတိပြီးတဲ့ဂူတစ်ခုထဲမှာရရနာအတိစီချထားတဲ့ရကန်းစင်တွေရှိနေပြီးအလုံးကိုချုံမောလှပတဲ့မမက်ပြိုလေးတွေကတင်းငယ်တဲ့ရွှေနဲ့ကျွမြင်လေးတွေနဲ့ရကက်ရက်လုံနေတာကိုမြင်တွေ့လိုက်ရပါတယ်။ ဒါမက်ဆဘေရဲ့တိုင်နှမ်းမဲဆရာလေး။ तू ကနောက်ပွင့်မဲ့ဖျောက်၊ရွှေတင်ငယ်ကတ်လူနိုင်ဖို့ရည်စူးထားတာလေ။တိတ်ကိုကြီးမြဲ့တဲ့အလူတစ်ခုပါလား။တာရုတာရုတာရုပါဗျာ။အောင်မြတ်သားရဲ့စကားအဆုံးမှာတော့အနေရဝတ်စုံဝတ်ထားတဲ့မမေပြောကအဖိုးကလည်းအမတော်ကိုချီးကျူးလွန်နေပြီ။မင်းစီလည်းနောက်ပွင့်မဲ့ဖျားရှိရောရည်စူးပြီးတော့ကုသိုလ်ယူနေပါတယ်နော်လို့ပြောလိုက်တော့မက်ဆဘေဟာ တည်ငိမ့်တဲ့မျက်နှာထားလေးကိုအနည်းငယ်ပြုံးလိုက်ကညီမတော်ဘလောက်ကြိုးစားလဲဆိုတာအမတော်သိပါတယ်ကွဒါကညီမတော်ရဲ့စံနှမ်းပါစီအားမဇဘေကပဝါနဲ့အစွတ်တစ်ဖက်ကိုဝှေ့ရလိုက်တဲ့အခါစိန်တွေအပြည့်ထည့်ထားတဲ့တင်းနှောင်းများစွာပေါ်လာပြီးတန်တန်းရဲ့အလဲမှာတော့မမြပြိုလေးတွေဟာရွှေသားအတိပြီးတဲ့ဆုလင့်မွှချုံတွေကိုကိုယ်တိုင်ထုတ်ဆက်နေတာကိုမြင်လိုက်ရပါတယ်မင်းင်းစီကအငယ်ဆိုတော့နင်းနဲ့စိတ်ထက်တယ်ဆရာလေးရဲ့ တခုခုဆိုသူ့ကိုဦးစားပေးတာပဲလို့ကျင်တာ။ तू ကတော့နောက်ပွင့်မဲ့ပြောင်းရွှေတိပြီးတဲ့เจ้าဆောင်နဲ့ပူဇော်ဖို့ရည်စူးထားတဲ့သူပဲ။အငယ်ဆိုတော့ဦးစားပေးခက်ကျင်တာမဆက်မအောင်လေ။မင်းင်းစီရဲ့ရည်မှတ်ချက်ကလည်းအယံမို့ကြီးမြတ်ပါလေ။တာဒုတာဒုတာဒုပါဗျာ။အောင်မြတ်တာရဲ့ချီကျူးစကားကြောင့်မင်းင်းစီရဲ့မျက်နှာပေါ်မှာအပြုံးရင်လေးတွေထွက်ပေါ်လာခဲ့တယ်။ဒီပုံကိုယ်တွေကတော့ ရှင်မြတဲ့တောင်ရဲ့အထင်ကြီးရပုံကိုယ်တွေပဲဆရာလေးတောင်ရဲ့အောက်ဘက်မှာလည်းကလေးတိုက်တစ်ခုရှိသေးတယ်ကလေးတွေဆိုတော့အရန်စောကြလုံးလို့သူတို့ကိုထိန်းနေဖုံးမို့အပြည့်ပေးမထွက်ဖို့ပြောထားရတယ်အဖိုးအွားအောင်မြတ်သားတို့တောင်မှာရှိတဲ့အကြောင်းအရာတွေကိုပြည့်စုံအောင်ပြောပြခဲ့တယ်ဆိုပေမဲ့ဈေးအောက်မှာနေတဲ့မိမကြီးရဲ့အကြောင်းကိုတော့လုံးဝမပြောပြခဲ့ဘူးအဲ့ဒီချိန်တောင်ချိန်မှာရှိတဲ့လူနေရွာဘက်ကနေဘန်းကောက်တန်နဲ့အော်ကြီးတဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့တယ် ဒေသကိုကြတော့မနှင်းစရာနှာခေါင်းရှုံပြီးဟိုကောင်တောင်းတဲ့နေပြန်ပြီထင်တယ်အဖိုးဟာတောင်ကျဘက်ကိုစောင်းငယ်ကြည့်ပြီးတက်ပြည့်ရှိတစ်ချက်ကိုချလိုက်တယ်ဒီငမိုက်သားကတော့ဘလို့မကိုပြောဆိုဆုံးမလို့မရပါလားအခုယူနေတဲ့အသားလူတယောက်ယူတယ်မဟုတ်လားအဖိုးသိဟုတ်တာပေါ့ဆရာလေးရေဒင်းကစိတ်ရင်းလေးကကောင်းပြီမဲ့မူးလိုက်ရင် ပောက်ကြရတွေရှောက်လို့တော့တာ ို့ဘယ်သူမှဆုံးမလို့မရအောင်လားအဖိုးကြွချိန်မတန်သေးလို့ထင်ပါရဲ့အဖိုးတို့လည်း၆တကာ၆တက်လဲဆုံးမတယ်ဆိုပေမဲ့ငမိုက်သားခွေးမိကောက်ကြီးတော့ဆုပ်ပဲဆရာလေးရဲ့အဖိုးအိုရဲ့စကားကြောင့်အောင်မြတ်သားခေါင်းတဆက်ဆက်ညိတ်ပြီးအဖွာပြောခဲ့တယ်လို့ကျွန်တော်တို့လည်းအတိတ်တန်ပြီးဒီမှာဆက်နေရအောင်မယ်ထင်တယ်လို့ရေရွတ်လိုက်တယ်။မာကြီးအေးမာကြီးအိမ်နေပြီလားအိမ်တကားကိုထူရိုက်တဲ့အသက်ကြောင့် အိပ်ပျော်နေတဲ့မာကြီးတယောက်အချင်းမူတူးနဲ့အပြင်ကိုထွက်လာခဲ့တယ်။ဘာဖြစ်တာလဲမသိ။ဘာဖြစ်ရမလဲ။မျက်မှောင်အရက်မူပြီးတရဲလိုက်ဖမ်းနေလို့တဲ့။ဟာဒီကောင်တော့ပောက်ကြောက်ရှက်လို့နေပြက်ပြီ။ဒီအခုဘာမှလဲ။မင်းရဲ့ပင်မောင်တရဲဖမ်းမယ်ဆိုပြီးတက်သွားတာပဲ။မသိရဲ့စကားကြောင့်မာကြီးဟာဓမီဆွဲလို့အိမ်မော်ကနေဆင်းလာခဲ့လိုက်တယ်။လမ်းမပေါ်ရောက်တော့စာတင်ကြောင်းပေးရမရမရအောင်မှာလူတွေအုံနေတာကြောင့် ဓမီးနဲ့ထိုးကြည့်လိုက်တဲ့အခါပေ30လောက်မြင်းနဲ့မရက်ပေထိတ်မှာ မတရက်ပြီးဟီဟာဟာနဲ့အော်ရီနေတဲ့မောင်ဖြစ်သူကိုမြင်လိုက်ရတယ်။ငါအောင်နင်အခုချက်ချင်းဆင်းလာစား။မာတီးယားအတကောအော်ပေမဲ့ငါအောင်ကတော့ဘာမှပြည့်မဖြစ်ပဲမျက်လုံးကြည့်ပြုလို့ဝမ်းကောင်းတန်ကြီးနဲ့ဇက်တိုက်ရီမောနေခဲ့ပါတော့တယ်။ငါအောင်ဆိုတဲ့လူနဲ့ရှင်မြင့်တင်အဖိုးတော်ကဘယ်လိုပတ်သက်နေလဲ။ငါအောင်ကရောတရေတဆီတွေကိုဘာကြောင့်မကြောက်တာလဲ။ဒီအကြောင်းအရာတွေကိုတော့ အောင်မြတ်သားနဲ့လူရုံကအောင်ဆိုတဲ့ဝိတုလေးမှာပရိသတ်ကြီးကစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်နော်အထင်ပေးပြီးနားဆင်အားပေးကြတဲ့ပရိသတ်တွေတူဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိသလိုစာရေးဆရာဇေနရာမညောက်လေကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင့်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမင်ပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်ရှင်ခြင်းကျမ်းမာခြင်းတွေကို အစင်သာဝရပတ်ဆိုင်နိုင်ကြပါစေရှင်